သခင်ယေရှုတော်ချီးမွမ်းပါတယ်ကျောင်းနောက်ဘတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားပေးရန်အတွက်ရှမသက်ခရဝင်ခန်းကြီးနှင့်အပိုင်ငယ်ခုနှစ်မှာရှိထိုအခါဟေရုမင်းကြီးသည် မာကုပညာရှိတို့ကို မထင်မရှားခေါ်၍ကျေပေါ်ထွန်းသော အချိန်ကာလကိုစိစိမေးမြန်းပြီးမှသင်တို့တွား၍ထိုသူငယ်ကိုစူးစမ်းရှာကြပါ တွေ့လင်ငါထံသို့ပြန်လာ၍ ငါလဲထိုသူငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြားပြောကြပါဟုမှားထားတော်မူလျက်ဘက်လင်မျိုးသူဆေလွတ်လေ၏ဂျွန်ဒီနိုကဘတ်တော်ကတော့မာကုပညာရှိတွေကအရှိပြည်ကနေရောက်လာပြီးတော့ယေရုရှလင်မြို့မှာရှိတဲ့ဟေရုံမင်းကြီးစီကိုရောက်လာတယ်။နန်းတော်ကိုရောက်လာပြီးတော့သူကမင်းလောင်းဗမာမွေးမလဲဆိုပြီးတော့သူတို့လာရောက်ဖူးတွေ့ဖို့လာတာပါဆိုပြီးတော့ပြောကြပါတယ် အဲ့ဒီစကားကိုကြားတဲ့အခါမှာဟီရိုမင်းကြီးကအင်မတန်မှစိတ်ပူပန်သွားတယ်။သူ့နေရာကိုလှုပ်မဲ့နောက်ပေါ်တဲ့မင်းလောင်းကဘသူများလဲ။အဲ့ဒီအခါမှာဟီရိုမင်းကြီးကယေဘရဟိအကြီးနဲ့ချန်ပီယံဆရာတွေကိုစုဝေးစေပြီးတော့ခရစ်တော်ကဘယ်ရက်မှဖွားမြင်မလဲလို့မေးမြန်းတဲ့အခါမှာအဲ့ဒီချန်ပီယံဆရာတွေယေဘရဟိတွေကချက်ချင်းပြန်ဖြေပါတယ်။ပရောဖက်တူရေးထားချက်အတိုင်းယူရာပြည်ဘက်လင်မြို့မှာခရစ်တော်ကိုဖွားမြင်ပါမယ်လို့မင်းကြီးကိုပြန်ပြီးတော့ရှောက်ထားပါတယ်။ အဲ့ဒီခါမှာဟေရုံမင်းကြီးကမာကုပညာရှိတွေကိုမထင်မရှားတိတ်တိတ်လေးခေါ်ပြီးတဲ့ခါမှာကျေပေါ်ထွန်းတဲ့အချိန်ကာလကိုစစ်စစ်မေးမြန်းပြီးတော့သွားပါမင်းတို့သွားပြီးတော့ရှာကြပါတကယ်လို့အဲ့ဒီသူငယ်ကို တွေ့လို့ရှိရင်ငါ့ကို ပြန်လာပြီးတော့ပြန်ပြောပါဘာကြောင့်လဲဆိုရင်ငါလဲဖူးတွေ့ပြီးတော့ပူဇော်ကျင်တယ်ဆိုပြီးတော့ဗက်လင်မျိုးကိုပညာရှိတွေကိုဆင်လွတ်လိုက်ပါတယ်ကျွန်တော်ဒီနောက်ကဘတော်ကိုကြည့်တဲ့အခါမှာဖယားသခင်ကလူတိုင်းကို အခွင့်ရေးပေးတယ်ဆိုအကြောင်းကိုကျွန်တော်တွေ့ရပါတယ်ဟေရုမင်းကြီးကိုဘုရားသခင်ကအခွင့်ရေးပေးပါတယ်တကူးတကဣသရေလလူမျိုးမဟုတ်ပါဘူးအခြားသောတိုင်းပြည်ကအရှိပြည်ကနေလာကြတယ်ခရီးမိုင်မောင်းများစွာဖြတ်သန်းပြီးတော့မာကုပညာရှိတွေကဟေရုမင်းကြီးစီကိုရောက်လာတယ်သူငယ်တော်မွေးဖွားမဲ့ကေတင်ရှင် မေရှိယမွေးဖွားမဲ့အကြောင်းကို ပြောပြပါတယ်တို့ရတွင်ဟေရုမင်းကြီးက ကယ်တင်ရှင်မေရှိယမွေးဖွားမယ်အကြောင်းကိုကြားရတော်ညလေသူ့ရဲ့စိတ်ထဲမှာအတ္တတွေမာမာနတွေနဲ့အာနာကိုတတ်မှတ်တဲ့စိတ်တွေနဲ့ပြည့်နေတဲ့အခါမှာသူငယ်တော်ယေရှုကို သူကမဖူးမြင်ခဲ့ရအောင်ဟေရိုမင်းကြီးကပညာရှိတွေကိုတော့မှားလိုက်ပါတယ်သူငယ်တော်ကိုတွေ့ရင် ပြန်လာပြောပါဒါကသူကအကောင်ပြောတာမဟုတ်ပါဘူးအဲ့ဒီသူငယ်ကိုတတ်ပြဖို့ဖြစ်ပါတယ်သူ့နေရာကိုလူမဲ့မင်းလောင်းကို သူက အရှင်မထားခြင်းဘူး သူကအာနာကိုတတ်မှတ်ပြီးတော့မာမာနာတွေနဲ့ပြေဝစွာအသက်ရှင်တဲ့အခါမှာကယ်တင်ရေးရမယ်အခွင့်အရေးကသူနဲ့လွဲချော်သွားခဲ့တယ်။သူ့ရဲ့အသက်တာထဲမှာကယ်နီရှင်မီရှိယာကိုမဖူးတွေးခဲ့ရဘူးဆိုတော့တမာကျန်းစာမှာတွေ့ရပါတယ်။ဟီရိုမင်းကြီးကအခွင့်အရေးရတော့ညာလဲအဲ့ဒီအခွင့်အရေးနဲ့လက်လွတ်ဆုံးရှုံးသွားခဲ့တယ်။ဒါကြောင့်မို့ချစ်သောညောင်စီတိုင်းဘုရားသခင်ကိုသိဖို့အသင်လည်းအခွင့်အရေးရပါတယ်။ကယ်တင်ရှင်တဲ့အပြစ်တော့လောဝကလိုက်မှာအသေးခံမဲ့ကယ်တင်ရှင်ကဤလောကသို့ဆင်းကြွလာတယ် တခင်ယေရှုခရစ်တော်ဖျားကသင်ရဲ့အပြစ်တွေအတွက်ကျွန်တော်ကိုကိုကိုမကယ်တင်နိုင်ဘူးဆိုအောင်သိတဲ့အခါမှာကောင်းငင်ကဆင်းကြွာလာပြီးတော့ကျွန်တော်ရဲ့အပြစ်ရှိသမျှကိုလဝါးကတိုင်းမှာအသေခံခြင်းအပြင်ဖယ်ရှားပေးခဲ့တယ်။သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးတော့သေခြင်းကိုအောင်မြင်တဲ့ဖယားရှင်ဖြစ်ပါတယ်။အဲဒီကယ်တင်ရှင်ကိုယုံကြည်လက်ခံမှသာလျှင်တမလုံးမှာသာရတုကချမ်းသာကိုဝင်စားရမှာဖြစ်ပါတယ်။ တို့ရတွင်ဟေရုံမင်းကြီးကတော့သူ့ရဲ့စိတ်လုံးသားထဲမှာအာနာတွေနဲ့တတ်မှတ်မှုတွေနဲ့ပဲပြည့်နေတဲ့ခါမှာကယ်တင်ရှင်မေရှိယကိုဖူးတွေးဖို့အတွက်သူကလွဲချော်သွားခဲ့တယ်။နောက်ထပ်အုပ်စုတစုကတော့ယေဘရဟိအကြီးနဲ့ချန်ပီယံဆရာတွေဖြစ်ပါတယ်။ကယ်တင်ရှင်မေရှိယဘုမမွေးဖွားမလဲခရစ်တော်ကဘုမမွေးဖွားမလဲလို့ဟေရုံမင်းကြီးမေးတဲ့ခါမှာသူတို့ကချက်ချင်းပြေနိုင်ပါတယ်။အင်မတန်မှချမ်းစာကိုပိုင်နိုင်တယ်။တို့ရတွင်သူတို့ကအဲ့ဒီကယ်တင်ရှင်ကိုမရှာဖွေခဲ့ပါဘူး။သူတို့မှအသိရောရှိပါတယ်။ ကျမ်းစာကိုသိတယ်သို့တော်လည်းအသက်ကိုပေးနိုင်တဲ့ထာဝရအသက်ကိုပေးနိုင်တဲ့ကယ်တင်ရှင်မရှိရကိုတော့သူတို့ကမတွေ့မြင်ခဲ့ပါဘူးသူတို့ရဲ့အတတ်ပညာတွေသူတို့ရဲ့အသိပညာတွေနဲ့မာမာနာတွေနဲ့ထောင်လွှားနေတဲ့အခါမှာကယ်တင်ရှင်သခင်ရှုခိုးတော်ဖရာကိုသူတို့ကမရှာဖွေခဲ့ဘူးကယ်တင်ခြင်းနဲ့လွဲချော်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်တို့ရတွင်အရှိပြီကရောက်လာတဲ့မာကုပညာရှိ၃ပါးကတော့ ကယ်တင်ရှင်မေရှိယကိုဖူးတွေးပူဇော်ပြီးတော့သူတို့ရဲ့အသက်တာထဲမှာကယ်တင်ခြင်းစုကျေးဇူးကိုခံစားခဲ့ရတယ်။ဖယားသခင်ကလူတိုင်းကိုသူ့ရဲ့အကြောင်းကိုသိဖို့သူ့ရဲ့ကယ်တင်ခြင်းကိုသိဖို့သူ့ကိုယုံကြည်ဖို့အတွက်အခွင့်အရေးပေးနေပါတယ်။ဟေရိုမင်းကြီးကိုလည်းခွင့်အရေးပေးပါတယ်။ဒါပေမဲ့ဟေရိုမင်းကြီးကသူ့ရဲ့အာဏာကိုတတ်မှတ်ခြင်းကြောင့်သူ့စိတ်ထဲမှာသခင်ဖယားကိုနေရာမပေးခဲ့ဘူး။ကျမ်းပညာရှင်တွေ ယေဘုဟိတ်တွေကသူတို့ရဲ့စိတ်ထဲမှာသူတို့ရဲ့တော်ခြင်းတက်ခြင်းတွေသူတို့ရဲ့မာမာနထောင်လွှားခြင်းတွေပဲအုပ်ဆိုးတဲ့အခါမှာသခင်ဖျားကိုမရှာဖွေခဲ့ဘူး။ကေဒင်းညင်းလန်းနဲ့ဝေးကွာခဲ့ရတယ်။သူရတွင်ဣသရေလလူမျိုးလည်းမဟုတ်ပါဘူး။အခြားသောတိုင်းတစ်ပါးကနေမိုင်မောင်းများစွာဝေးကွာတဲ့နေရာက လာပြီးတော့ကေဒင်းရှင်ကိုဖူးတွေ့ရတဲ့သူကတော့ပညာရှိသုံးပါဖြစ်ပါတယ်။ပညာရှိ သုံးပါကကြယ်ကိုကြည့်ပြီးတော့သခင်ယေရှုစီကိုရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဖယားသခင်ကပညာရှိသုံးပါးကိုလည်းအခွင့်အရေးပေးပါတယ်။တကယ်ဆိုရင်သူတို့ကဣသရေလတိုင်းပြည်မှာနေတဲ့သူတွေမဟုတ်ပါဘူး။ဒါကြောင့်မို့ခြေသွင်းကြောင်စီတိုင်းဖယားသခင်ကလူတိုင်းကိုအခွင့်အရေးပေးတဲ့ဖယားဖြစ်တယ်။လူတိုင်းကယ်တင်ခြင်းရဖို့လူတိုင်းတက်မလုံးမှာကောင်းဝင်နိုင်ငံရောက်ဖို့အတွက်အခွင့်အရေးပေးထားပါတယ်။လူတိုင်းကောင်းကြီးမင်္ဂလာခံစားရဖို့လူတိုင်းငြိမ်သက်ခြင်းခံစားရဖို့လူတိုင်းဝမ်းမြောက်ခြင်းခံစားရဖို့အခွင့်အရေးရှိပါတယ်။ သင်ဘကသင်ကိုကယ်တင်နိုင်တဲ့ဖခင်သင်ကိုငြိမ်သက်ခြင်းပေးနိုင်တဲ့ဖခင်သင်ကိုဝမ်းမြောက်ခြင်းပေးနိုင်တဲ့ဖခင်သခင်ရှုခွတ်တော်ဖခင်ကိုယုံကြည်လက်ခံခြင်းအပြင်သခင်ခွတ်တော်ဖခင်ကိုသင်ရဲ့အသက်တာထဲမှာနေရာပေးခြင်းအပြင်ဖခင်သခင်ပြင်ဆင်ထားတဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းကောင်းကြီးမင်္ဂလာတမလုံးမှာထာဝရသက်ဆုကျေးဇူးကိုခံစားမယ်ကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ